ိုးရှိရှိတုန်းကမြို့ငယ်လေးတစ်ခုအနားမှာရှိတဲ့ရွာလေးတူရွာမှာကြီးမားလှပတဲ့တစ်တော်ကြီးတစ်ခုရှိတယ်။အဲ့ဒီရွာမှာအီတန်လို့ခေါ်တဲ့ကောင်လေးတယောက်နေထိုင်နေတဲ့။သူဟာကြိုးစားပြီးစိတ်ရှိတီးခံတတ်တဲ့ကောင်လေးဖြစ်ပေမဲ့သူ့မှာအမြဲတမ်းသူများနဲ့နှိုင်းရှင်တတ်တဲ့စိတ်ညစ်စရာကောင်းတဲ့အကျင့်လေးတစ်ခုတော့ရှိတယ်။အီတန်ဟာသူ့တငယ်ချင်းလီယန်အတန်းထဲမှာ အမတ်အများဆုံးရတာကိုမြင်ရင်သူလဲဒီလိုထက်မြက်တဲ့သူတယောက်ဖြစ်ချင်တဲ့ပြင် သူ့ရဲ့အိမ်ကြီးချင်း Ryan ကချမ်းသာတာကိုမြင်တော့လေသူဟာဒီလို ချမ်းသာခြင်းပြန်ရောတဲ့တယောက်ယောက်အပြေးမြင်တာကိုမြင်ရင်တော့သူဘာလို့ဒီလိုမြင်မြန်မပြေးနိုင်တာလဲလို့တွေးမိပြီး Ethan ဟာပူပြီးမပြောမရွှင်ဖြစ်လာတယ်။စာလီလာရမှာလဲအာယုံဆိုင်နိုင်ခြင်းမရှိပဲငါသူတို့လိုမဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေနဲ့ပဲအမြဲစိတ်ညစ်နေတာပေါ့။တနေ့မှာတော့ Joe လို့ခေါ်တဲ့ပညာရှိအဖိုးတယောက်ဟာရွာကိုလာရောက်လဲပတ်တယ်။ သူပြောတဲ့အကြံဉာဏ်တွေက အမြဲတမ်းအသုံးဝင်လို့ရွာသားအားလုံးကသူ့ရဲ့စကားကိုနားထောင်ကြတယ်။ဤတန်ကသူ့စီကိုသွားပြီး သူစူးစမ်းနေပြီမဲ့တခြားသူတွေကောင်းနေတာကိုမြင်ရင်ဝမ်းနေပြီးသူတို့လိုမဖြစ်နိုင်ဘူးလို့ခံစားရတယ်လို့ပြောပြတယ်။ဂျိုးကပြုံးပြလိုက်ပြီးဤတန်ကို နောက်နေ့မနက်ရွာရဲကအသက်ကြီးဆုံးတစ်ပင်မှာသူနဲ့တွေ့ဖို့ပြောလိုက်ပြီးနောက်တနေ့ဤတန်ရောက်သွားတော့ဂျိုးကစောင့်နေနေတယ်။သူကို အနီးနားလှည့်ပတ်ကြည့်ဖို့ပြောလိုက်တယ်။အီတန်ကတစ်ပင်အမျိုးမျိုးကိုမြင်ရကြောင်းတချို့တစ်ပင်တွေကမြင့်ပြီး တချို့တစ်ပင်တွေကနှိမ်ကြတယ်။တချို့ကအသီးများကြီးသီးတဲ့အပင်ဖြစ်ပြီးတချို့ကတော့အသီးလုံးဝမသီးပါဘူးလို့ဂျိုးကိုပြောပြတယ်။ဂျိုးကပန်းသီးပင်ကအုံးပင်လိုအယံ့မြင့်ခြင်းနဲ့ဒါမှမဟုတ်အုံးပင်ကပန်းသီးပင်လိုချိုးတဲ့အသီးသီးခြင်းနဲ့လို့သူတို့အချင်းချင်းနှိုင်းရှင်မယ်ဆိုရင်ဒါကိုမင်းဘလို့မြင်လဲလို့မေးလိုက်တော့အီတန်က ဒါကအဓိပ္ပာယ်မရှိဘူးလေလို့ရီမောလိုက်တယ်။ဂျိုးကမင်းမှန်တယ်လို့ပြောပြီးတစ်ပင်တိုင်းမှာသူ့ရဲ့ထူးခြားတဲ့အရေးသွေးရှိပြီးလူတိုင်းမှလည်းမတူညီတဲ့အားသာချက်တည်းရှိကြောင်းရှင်းပြတယ်။ပန်းသီးပင်ကချိုးတဲ့အသီးတွေတီးပေးပြီးအုံးမင်ကတော့အယက်မြင့်ပြီးတန်ပါတယ်။သူတို့ကမတူညီပေမဲ့နှမျိုးလုံးကအရေးကြီးတယ်။အဲ့ဒီနောက်မှာဂျိုးကအီတန်ကိုရေကန်တစ်ခုစီခေါ်သွားပြီးငါးရီရေကူးနေတာနဲ့ အနားမှာငှက်တကောင်ပြန်တန်းနေတာကိုပြကငားတကောင်ကငှက်လူပြန်ခြင်းရဲ့ဒါဟာမှန်ကန်တဲ့အတွေ့ဖြစ်မလားလို့မေးလိုက်တယ်။ဤတန်ကမဖြစ်နိုင်ဘူး။ငားတွေကရေကူးဖို့ဖြစ်ပြီးငှက်တွေကပြန်ဖို့ဖြစ်တယ်လို့ပြန်ဖြေလိုက်တယ်။ဂျိုးကနူးညံ့စွာပြုံးပြလိုက်ပြီးဤတန်ကိုဘာလို့တခြားလူတယောက်လိုဖြစ်ချင်ရလဲ။မင်းကိုယ်တိုင်းမှလည်းမင်းမမြင်ရသေးတဲ့မင်းရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ကောင်းတဲ့အရေးတွေးရှိနေတယ်။ဒါကြောင့် မင်းရဲ့အားသာချက်ကိုရှာဖွေပြီးဒိုင်းနဲ့အတူရှေ့ဆက်သွားပါလို့အကြံပေးလိုက်တယ်။ဂျိုးရဲ့စကားတွေကိုကြားပြီးနောက်အီသန်မှာတခုခုပြောင်းလဲသွားခဲ့တယ်။လူတိုင်းကမတူညီပြီးကိုကိုကိုတခြားသူတွေနဲ့နှိုင်းရှင်တာကဝမ်းနည်းစရာပဲဖြစ်စေတယ်ဆိုတာကို သူနားလေသဘောပေါက်သွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးအီသန်ကနှိုင်းရှင်တာကိုရက်လိုက်ပြီးသူ့ရဲ့ပါရမီနဲ့လုပ်ငန်းတွေပေါ်မှာပဲအာယုံဆိုင်လိုက်တယ်။တပြေးပြေးနဲ့သူ့ရဲ့ယုံကြည်မှုတွေပြန်ရလာတာက ဘဝဟာလန်းဆန်းပြီးစိတ်လုံရှားစရာကောင်းလာတာကိုသူခံစားလိုက်ရတယ်။နှစ်အနည်းငယ်ကြာလာတော့အီတန်ရဲ့ကြိုးစားမှုတွေကြောင့်သူကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်နိုင်ခဲ့ပြီးရွာတရလုံးအတွက်စံနမူနာတစ်ခု ဖြစ်လာခဲ့တယ်။သူ့ရဲ့အောင်မြင်မှုကြောင့်မင်းရင်သူကကိုကိုကိုတခြားသူတွေနဲ့ဘယ်တော့မှမနိုင်ရှင်နဲ့ငါးကောင်ကပြန်ဖို့ကြိုးစားရင်အမြဲတမ်းကြာရှုံးနေမှာပဲ။ဒါပေမဲ့ရေကူးဖို့အာယုံဆိုင်ရင်သမုတ်တရားတစ်ခုလုံးကိုတောင်သူပိုင်ဆိုင်နိုင်တယ်လို့ ြုံးပြီးတော့ဖြေးလေးရှိတယ်။သူကနင်းနေလကတစ်ချိန်ထဲမှာမတောက်ပပေမဲ့နှစ်ခုလုံးကအရေးကြီးပြီးတကယ်အောင်မြင်မှုဆိုတာကိုလန်းချောင်းကိုရှာဖွေပြီးဒီလန်းချောင်းအတိုင်းရှောက်လန်းခြင်းကနေရရှိလာတာဖြစ်တယ်လို့လူတိုင်းကိုသတိပေးလေးရှိပါတယ်။ပုံမြင်လေးရတော့ဒါပါပဲကွ။